မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ6ရက်နေ့တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီ ကျမအာမီပါ ရခိုင်ပြည်မင်းများမျိုးနဲ့ဖားပြူရွာကအသက်9နှစ်အရွယ်မိန်းကလေးငယ်တယောက်မရင်းကျင့်ခံရပြီးတော့အသက်ခံလိုက်ရတဲ့တည်င်းကိုမမိကြအောင်မယ်လို့ထင်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမှုမှန်ပေါ်ပေါက်အောင်လှုပ်ဆောင်ပေးဖို့တရားမျှတမှုရရှိဖို့နဲ့ဒီကျူးလွန်တဲ့သူကိုအကြီးမားဆုံးပြစ်ဒဏ်တွေချမှတ်ပြီးတော့အရေးယူပေးဖို့အတွက်အရခပြည်သူတော်လှန်ရေးအစိုးရကိုရခိုင်အရက်ဖက်အဖွဲ့အစည်း၁၇ဖွဲ့ကမေလ၁၇ရက်နေ့ကကြေညာချက်ထုတ်ပြန်ပြီးတော့တောင်းဆိုခဲ့ပါတယ်အခုတော့ အဲ့ဒီအမှုနဲ့ပတ်သက်ပြီးကျူးလွန်တဲ့သူလို့တန်တရားရှိတဲ့သူတွေကိုဖမ်းဆီးစစ်ဆေးနေပြီလို့ရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA ရဲ့ပြောရေးဆိုခွင့်ရှိသူဥခိုင်တုခါကမနေ့ကသတင်းထုတ်ပြန်အသိပေးလာပါတယ်။မဒိန်ကျင့်တပ်ဖြတ်မှုကိုကျူးလွန်တာနဲ့ပတ်သက်ပြီးတော့တန်တရားရှိတဲ့သူ၈ယောက်ကို ULAAA ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတယ်လို့ထုတ်ပြန်ပါတယ်။အစပိုင်းမှာအသက်30အရွယ်အမျိုးသားတစ်ယောက်ကိုဖမ်းဆီးခဲ့ ခဲ့ပြီးနောက်ထပ်ဆက်ဆက်တရက်ခန်းတွေကိုထပ်ဖမ်းဆီးနိုင်ခဲ့တာလို့ဆိုပါတယ်။ဒီအမှုကဧပြီလ6ရက်နေ့ကဖြစ်ခဲ့တာပါ။အသက်9နှစ်အရွယ်မိန်းကလေးငယ်ကိုမရင်းကျင့်တတ်ဖြတ်ပြီးတော့အလောင်းကိုရွာနာကတစ်ပင်မှာကျိုးနဲ့တွဲလောင်းခြိထားခဲ့တာပဲဖြစ်ပါတယ်။ ရခိုင်ဘက်ကိုသွားမယ်ကုန်တင်ကားတွေရက်ထားတဲ့အိမ်ဟာလေရင်နဲ့ဘုံကျဲတက်ခတ်ခံခဲ့ရလို့အမျိုးသား၃ယောက်တေဆုံးသွားပါတယ်လေရင်နဲ့ဘုံကျဲခံခဲ့ရတဲ့အိမ်ကမကွေတိုင်းစောမြို့နယ်ဒီညောင်ကန်ရွာမှာရှိတာဖြစ်ပါတယ်ဂျွန်လ9ရက်နေ့မနေ့ကနေ့လယ်2နာရီလောက်မှာလေရင်နဲ့ဘုံကျဲတက်ခတ်ခံရတာပါစစ်ကောင်စီတပ်ကလေချောင်းကနေဘုံကျဲတက်ခတ်ခဲ့တာကြောင့်အမျိုးသား၃ယောက်တေဆုံးသွားခဲ့ပြီးတော့6ယောက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ရခိုင် င်ကိုသွားမယ်ဒီကုန်တင်ကားတွေရက်ထားတဲ့ညောင်ကန်ရွာကအိမ်ကိုတိုက်ခိုက်ရေးလေရင်တစည်းနဲ့ဘုံကျဲခဲ့တာ ဖြစ်ပါတယ်။အိမ်ပေါ်ကိုတက်တဲကြပြီးတော့ကုန်တယ်တွေတေဆုံးခဲ့ရတာဖြစ်တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ဒီကုန်တွေတင်ထားတဲ့ကားသုံးစီးလည်းမီးလောင်ပျက်စီးသွားတယ်လို့အိမ်ကလည်းလုံးဝကိုပျက်စီးသွားတယ်လို့ဆိုပါတယ်။ အပြည့်ရကာလကိုဂျွန်လကုံအထီတလထတ်တိုးတယ်လို့စစ်ကောင်စီကကြေညာထားပေမဲ့လည်းဒီလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။မကွေတိုင်းတပိတ်ကြီးမြို့နယ်တဲကကြက်ရိုးပင်ရွာဖုံးတော်ကြီးကျောင်းကိုဂျွန်လ9ရက်နေ့မနေ့ကညနေ9နာရီကျော်လောက်မှာ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီဘုံကျဲတိုက်ခိုက်မှုထဲမှာတော့တန်ဃာတော်တပားပြန်လွန်တော်မူခဲ့ပြီးအရက်သား၄ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာဆိုရင်လည်းအမျိုး သမီးတယောက်ပါပါတယ်လို့ပြည်ဝင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲစစ်ကောင်စီတပ်ကဘုံလာကျဲခဲ့တာဖြစ်ပြီးဘုံကျဲမှုကြောင့်ဒီဘုံကြီးကျောင်းဝင်းထဲမှာရှိတဲ့ကျောင်းဆောင်တစ်ခုလုံးလည်းပြိုကျပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်ဂရနီပြည်လွိုက်ကော်မှာတော့ဒီစစ်ကူလာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခံခဲ့ရတာကြောင့်အဲ့ဒီစစ်တပ်ဘက်ကဒီအယောက်20ကျော်ထပ်မနေသိဆုံးခဲ့တယ်လို့ခရနီအမျိုးသားများကာ ဖွဲ့ရေးတပ် KNDF ကပြောပါရယ် လိုက်ကော်မျိုးနယ်ထဲမှာရှိတဲ့ဒီတပြေကုန်းရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီကိုစစ်ကူဖို့ရောက်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကို KNDF နဲ့ပူပေါင်းတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းသေဆုံးခဲ့ပြီးတော့လက်နက်ခဲယမ်းတချို့ကိုလည်းသိမ်းဆီးရမိခဲ့တယ်လို့ KNDF ဗျူဟာအမှတ်2ကထုတ်ပြန်ထားပါတယ်။ KNDF ဗျူဟာအမှတ်2နဲ့ဒီပူပေါင်းအဖွဲ့ကတပြေကုန်းရွာဖုံးတော် ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဒီရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဂရီနီဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်တိုက်ပွဲထဲမှာတော့ဒီတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်နှစ်ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့စိတ်ဝင်စားစရာသတင်းတွေကို တင်ဆက်ပြီးသွားမှာပါ ်အပီပီဆိုင်ရာအလုသမာအဖွဲ့ ILO ကမြန်မာနိုင်ငံကိုအပြင်းထန်ဆုံးပုံမှန်ဖြစ်တဲ့ပုံမှန်33နဲ့အရေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်အပီပီဆိုင်ရာအလုသမာသမဂ္ဂများအဖွဲ့ချုပ် ITUF ကဒီ ILO ရဲ့ဆုံးဖြတ်ချက်ကိုကြိုဆိုလိုက်ပါတယ်။ကျင်းပနေတဲ့ ILO ရဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားညီလာခံမှာဒီအလုံရှင်အဖွဲ့စည်းတွေပြီးတော့အလုံသမားတမကတွေနဲ့အစိုးရအဖွဲ့တွေကတညီတညွတ်တဲ့သဘောတူ ဆုံးဖြတ်လိုက်တာလို့ပြောလို့ရပါတယ်။အစိုးရအဖွဲ့တွေထဲမှာတော့ရုရှား၊ဘယ်လာရုစ်၊တရုတ်နဲ့လာအိုနိုင်ငံတွေကပဲကန့်ကွက်ခဲ့ပါတယ်။တရုတ်နဲ့ဒီရုရှားအစိုးရတို့ကကန့်ကွက်ခဲ့ပေမဲ့ကုလသမဂ္ဂ 四圍冇好嘅對。 အဲ့ဒီနိုင်ငံတွေမှာဗီဒီယိုအာဏာမရှိတာကြောင့်လည်းဒီဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တာဖြစ်ပါတယ်။ ILO အဖွဲ့ကြီးရဲ့အပြင်းထန်ဆုံးအရေးယူမှုလှုံ့ဆော်နိုင်တဲ့ဒီပုံမှန်33အရာအရေးယူမှုကိုတမိုင်းမှာ3ကြိမ်ပြုလုပ်ခဲ့တာပါ။မြန်မာနိုင်ငံအပေါ်2ကြိမ်နဲ့ဒီဘယ်လာရုစ်နိုင်ငံအပေါ်2ကြိမ်ဒီလိုမျိုးပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အခုလိုအရေးယူဖို့ဆုံးဖြတ်ရတဲ့အကြောင်းတွေထဲမှာတော့ဒီအလုတ်သမားတမကအဖွဲ့ဝင်69ယောက်ကိုမြန်မာနိုင်ငံကဖမ်းဆီးထိန်သိမ်း ိန်ထားတာနောက်ပြီးတော့လေချောင်းတိုက်ခိုက်မှုနဲ့အတင်းအာဓမစစ်သားစုဆောင်မှုတွေလုပ်နေတာတွေပါပါတယ်လူပေါင်းနှစ်သန်းလောက်ကဒီအိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီးတော့အာနာသိန်းချိန်ကစလို့လူပေါင်း3800ကိုတပ်ဖြတ်ခဲ့တာနဲ့ငလင်ပေးအကူအညီတွေကိုပိတ်ဆို့ခဲ့တာတွေကြောင့်ဖြစ်တယ်လို့ IDFU က website မှာဖော်ပြထားပါတယ်ဒီဆုံးဖြတ်ချက်မှာဒီကဘာတဝမ်းမှာရှိတဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေကုမ္ပဏီတွေတမကတွေအနေနဲ့သူတို့ရဲ့ ဲ့လှုပ်ဆောင်ချက်ဟာမြန်မာစစ်အုပ်စုကိုဆက်ဖိနှိပ်မှုတွေလှုပ်ဆောင်နိုင်စေတာမျိုးမဖြစ်စေဖို့ကိုလည်းတောင်းဆိုထားပါတယ်။အဲ့ဒီတဲမှာဘာတွေပါလဲဆိုရင်ဒီရင်းနှီးမြုပ်နှံမှုတွေပျက်စီးတင်သွေးမှုလမ်းကြောင်းတွေနဲ့ဒီပူပေါင်းဆောင်ရွက်မှုတွေဟာစစ်အုပ်စုကိုတွယ်ဝိုက်ပန့်ပိုးမှုဖြစ်စေသလားဆိုတာအပြင်စစ်အုပ်စုစီကိုလက်နက်လေယာဉ်စီနဲ့ဗန္ဒာငွေစီးဆင်းမှုတွေဖြစ်စေသလားဆိုတာတွေကိုပြန်လည်သုံးသပ်ဖို့တောင်းဆိုထားပါတယ်။ ကျမတို့တွေ time ပန်းငွေ12တန်းကောက်ရရင်မလုပ်ကြမလဲဆိုတော့စိတ်ကူးတွေကတော့အမျိုးမျိုးရှိကြမှာပါဒါပေမဲ့ဘန်ကောက်နားကအစင်းမြင့်အင်ယာတစ်ခုမှာဘတ်12တန်းကောက်ရတဲ့သူကတော့ချက်ချင်းပဲပတ်စံတွေကိုရဲလက်ကိုအပ်လိုက်ပါတယ်ထိုင်းနိုင်ငံနွန်ထဘူရီခရိုင်မွန်ထောင်ဌာနီနယ်မြေကအစင်းမြင့်ကွန်ဒိုတစ်ခုရဲ့ဒီအမှိုက်ပုံးနားမှာအဲ့ဒီပတ်စံတွေကိုတွေ့ခဲ့တာပါ လူတယောက်ကအမိုက်ပုံးတွေနားမှာထားထားတဲ့ပစ္စည်းထဲတဲ့ plastic ပုံးတစ်ပုံးကိုဖြွင့်ကြည့်ခဲ့ပါတယ်။ဒီလိုဖြွင့်ရတဲ့အကြောင်းရင်းကလည်းအဲ့ဒီပစ္စည်းထဲတဲ့ plastic ပုံးဟာဆိုလို့ရှိရင်ဒီလွှင့်ပြလောက်ရအောင်မဟောင်းသေးတာနဲ့အဲကိုတို့မှာနေတဲ့လူတယောက်က plastic ပုံးကိုယူထားဖို့အတွက်ဖြွင့်ကြည့်လိုက်တာဖြစ်ပါတယ်။ဒီလိုဖြွင့်ကြည့်တဲ့အချိန်မှာပုံးထဲကနေဘတ်ငွေထောင်းတန်းတွေအထုပ်လိုက် အာတွေ့ခဲ့တာဖြစ်ပါတယ်စုစုပေါင်းကတော့ဘန်းငွေ12တန်းရှိပါတယ်ကောက်ရတဲ့သူကချက်ချင်းပဲရဲကိုအကြောင်းကြားခဲ့ပါတယ်ရဲတွေလာရောက်စစ်ဆေးပြီးတော့လောလောဆယ်မှာတော့ရဲတွေကတင်းသွားပါတယ်အာ ပတ်စံကဘသူပတ်စံဖြစ်တယ်ပြီးတော့ဘာကြောင့်ဒီနေရာကို ရောက်နေတယ်ဆိုတာတွေကိုတော့ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျမတို့တွေကျယ်ရီလာတွေနဲ့နက်ခတ်တရားတွေကိုစိတ်ဝင်စားစောင့်ကြည့်ရတဲ့သူတွေသိချင်တဲ့သတင်းဖြစ်ပါတယ်ဒီနက်ခတ်တရားတွေကိုစောင့်ကြည့်တဲ့သူတွေအတွက်ဂျွန်လ10ရက်နေ့နဲ့17ရက်နေ့မှာမလွတ်စတန်းကြည့်စရာတစ်ခုရှိနေပါတယ်အင်္ဂလိပ်လိုကတော့ strawberry moon လို့ခေါ်ကြပါတယ် ဆိုတော့အနီရောင်တန်းတဲ့လဒါမှမဟုတ်ရေစတော်ဘယ်ရီလလို့ခေါ်ရမယ်လို့ထင်ပါတယ်။အဲ့ဒီအနီရောင်လကိုဂျွန်လ17ရက်နေ့မနက်လင်းအားကြီးတဲ့အချိန်မှာအတောက်ပါဆုံးမြင်ရမယ်လို့သိပ္ပံပညာရှင်တွေကပြောထားပါတယ်။မြန်မာနိုင်ငံမှာတော့အတောက်ပါဆုံးအချိန်ဟာဂျွန်လ17ရက်နေ့မနက်လင်းအားကြီးချိန်2နာရီ33မိနစ်လောက်မှာ ဖြစ်ပါတယ်။ဒါပေမဲ့လည်းပိုပြီးတော့ထင်ထင်ရှားရှားမြင်ရမှာကတော့ဂျွန်လ10ရက်နေ့နေဝင်သွားပြီးတော့မှောင် င်ရည်ပြိုးစားအချိန်မှာဖြစ်တယ်လို့ဆိုပါတယ်။ဂျွန်လလပညာမှာထွက်တဲ့လကို strawberry လလို့ခေါ်ပြီးအဲ့ဒီအချိန်ဟာလနဲ့နေနဲ့အဝေးဆုံးအချိန်ဖြစ်ပြီးတော့အဲ့ဒီကာလကို အနေဆုံးအနေထားမှာမြင်ရတဲ့အချိန်လည်းဖြစ်ပါတယ်။နေဝင်သွားပြီးညအမောင်မလာသေးခင်အချိန်လေးမှာဆိုရင်ထင်ထင်ရှားရှားမြင်ရနိုင်တယ်လို့ဆိုပါတယ်ရှင်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တင်းလာနေရနေတောက်ကြနေဒီညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။